အားလုံးပဲမင်္ဂလာပါဒုက္ခ YouTube channel ရနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ရပါတယ်ကျွန်တော်ကတော့ဒုက္ခဝိုင်းတော်သားတစ်ယောက်ဖြစ်တဲ့တောင်းကြီးပဲဖြစ်ပါတယ်ဒီနေ့မှာတော့ဆရာကြီးတော်တာဆွေရေးသားထားတဲ့တူမောင်မဲချစ်ကြဖို့အရေးကိုဆိုတဲ့ဝိထုတော်လေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ် ြစ်ကြဖို့အရေးကို တွေးတွေးပြီးကွယ်ဆွေးဆွေးလာတယ်ဖြေပါတော့လဲမရတော့လေအတန်ဝါအတန်ပြအတန်နဲ့ဟူ၍စကူဖြင့်မမြင်ရသောအရာကိုလူများကြံဖန်ပြီးအယောင်တက်ကြသည်၌ယခုအချိန်မဟုတ်အခါမဟုတ်အိယာဘောကျွန်တော်နဲ့အတူလဲလျောင်းနေသောဗရံမြောင်းဝင်းထွင်ဤပါဇက်မှပောက်ကွဲလာသည့်အတန်ကိုကအဘေပကြီးဆရာသည့်အဘေကိသူအယောင်ချေသမီမသိရတော့လေကျွန်တော်မူရုပ်ရည်ဖြင့်အလန်တကြားမျက်လုံးမျက်စံပင်ပြူသွားကား အလိုဖျားဖျားဟာကောင်ကြီးအခါလာညခါဘဏ္ဍာရီရှိနေပြီအောင်းမေးလို့လေကျွန်တော်ကလက်ကနာရီကိုကြည့်လိုက်ပါတယ်စနေနာရီ15မိနစ်ရှိနေပါပြီတကောင်ကြော်နေပြီကွမင်းငါ့ကိုနှိပ်စက်ခြင်းတော့အရက်ကိုအားနာဖို့ကောင်းပါတယ်ကွသို့တော့သူဒီကျွန်တော်စကားကိုဂယူးမဆိုင်ဖဲအေးတငယ်ချင်းကုလူဖိုးဆွေပါတော့ကွလူပြေရတယ်ပြီးတောက်တော့မကြတာပဲကွာ ဒါဖြင့်လည်းခွေးပြီးသွားနေပါလားကွာလူဘွားအိမ်မတန်ဂွတိကွာတာကြရတယ်ကွာအေးဒါဖြင့်လည်းအိတ်တော့ဘိုးဆွေငါပြောပြမယ်လူဘွားခီးရဂျိုးတန်ရှောက်ရတာနဲ့အတူတူပဲတခြားကလေးအတိန်ဆောင်မခံဘူးအေးအိတ်တော့ကွာငါအိတ်ချင်နေပြီမင်းငါ့ကိုတညာလုံးစကားပြောပြီးတတ်မယ်ကြံသလားကွာဟုတ်ပါတယ်သူဒီညနေထမင်းစားပြီးခနေကသူပြောချင်တာတွေရှောက်ပြောနေခဲ့ရာခုနကလေးမှအပြောရပြီးငြိမ်သွားတော့ ကျွန်တော်ကသူအိပ်ပြောသွားပြီထင်ရွေးဝမ်းသာသွားတာစင်စစ်တော်ဒီကောင်မျက်စိမိတ်ပြီးနောက်ထပ်ပြောဖို့ရှာကြံနေတာကိုอืมခွေးမသာပြောစရာတော့တွေးသွားပြန်ပြီကိုဒီကောင်ကြီးမှသူပြောချင်တာရှိလာပြီဆိုရင်နေစီရက်စီကိုဝင်ဆောင်နဲ့အတူတူအေးဘိုးစွေငါတလောကောပွဲတစ်ခုမှတစ်ချက်ကလေးမတိမ်မဆောင်ခဲ့ဘူးဆိုရင်ငါအခုလောက်ရှိတဝဲမှာမိုင်းတရေကလေးဖြစ်နေပြီပေါ့ကွာမိုင်းတရေ အေးငါကောင်မလေးကမိုင်းတထိတ်သမီးကွာခင်သိမ့်ထိမင်းနမင်းကပေါ်စားနိုင်လိုက်တာကွာဟာဒါများသိမ့်ချီထားတာပေါ်စားနိုင်သေးလားကွာနိုင်ပြီလားကွာသိမ့်ထိရဘသူထိုးထိုးတစ်ခါထိုးမှနှစ်ချက်ရထသတိသူ့နမင်းရင်းကခင်သိမ့်ကွာဒါပေမဲ့သူ့ဖေကြီးကဥဘေးပိန်ထီမို့ဘာဥဘေးပိန်ထီဆိုင်းကြည်လားမိုင်းတရီပါဆိုနေတဝင်းနမဲကွဒီနမဲကြမှုပေါံကွာ เอมิงခုจ้าบีမဟုတ်လားနားတော့อีลูอีเนี่ยงาเนี่ยบ่าမဟုတ်ดาลิจองบ่าผิดตะเลยติล่ะติบ่าวติเนี่ยติจิมองไอ้ฉิมีกว่าเมงงาပြောดาจ้าหิไอ้ฉิมปี่ตัวมากว่าไอ้ดิบ่าမဟုတ်ดากะเลียม้องเจ็ดตะเยกว่าบ้าม้องเจ็ดตะเยม้องเจ็ดตะเยก้องบ้องกว่าง่าทุกข์ไปตัวดาเมเนี่ยม้องเจ็ดตะเยก้องบ้องเนี่ยบ่าส่ายตรงกว่าญาปู้เดไดกะย้องเนี่ยห่ากู အဲ့ဒီတော့ငါမှခေါင်းပေါင်းတွေပါနေပေါင်းရတဲ့အခြေဖြစ်ခဲ့တယ်ကွဘယ်မှာတော့ငါတော်အိမ်မှာနေတော့မှာပေါ့ကွာသူကငကူကမဆန်ရှိတဲ့စာရေးဆရာမကြီးဆိုတော့မင်းပွဲဆိုးပွဲအခမ်းပွဲတွေတွားရတဲ့အခါမှာငါ့ကိုခေါ်ရင်ငါမှအကြခေါင်းတွေပါနေပေါင်းရတယ်ကွအဲ့ဒီတော့ခင်သိန်းထီနဲ့ငါနဲ့တွေ့တာပေါ့ကွာနောက်မှဘာမှမဟုတ်တဲ့ခေါင်းပေါင်းတစ်လုံးကြောင့်ကျွန်တော်ကလက်ကနာရီကိုကြည့်ကဲ၁၂နာရီခွဲပြီအိတ်ကြလို့ မင်းပြောမှဒါပဲမဟုတ်လားအိုးဘယ်ဟုတ်အောင်မလို့ကွာအခုမှအစားရှိသေးတာကဲဒါဖြင့်လဲနောက်ထပ်နိုင်ဝက်ဖဲအချိန်ပေးနိုင်မေးအဲ့ဒီအတွင်ပြီးအောင်ပြုနိုင်ဝက်စိတ်ငါအိတ်မှာပဲအိုးမင်းစီခင်လို့မင်းလို့လာတဲ့ဧည့်သည်တငယ်ချင်းတွေကဒီလိုပြောတာတော့တော်ရော့လားကွာတကောင်ကြော်နေတဲ့အချိန်မှာတော့ဒီလိုပဲပြောရမယ်ဟေးပြောပြောမြဲမြဲဝါခွေးဘယ်ကစပြောရမလဲတော့မသိဘူး ကဲဒါဖြစ်နေငါပဲစပြီးမယ်ပြီးလွယ်အောင်ကောင်းမလေးနမေကခင်သိန်းထီတဝေကမိုင်းတထေဥဘက်ဘေထိုးပုံဟာဥဘေထိန်ပြီပါကွအေးဒီတဝေကဥဘေပိန်ထီသမီးနဲ့မင်းနဲ့ဘယ်မှာတွေ့ကြတာလဲငါတော့အိမ်ကဒင်နာပါတီမှာကွမင်းရသူ့ကိုချစ်ချင်းစမျက်စိရဆိုတဲ့အတိုင်းညင်ညင်ချစ်တဲ့ဆိုပါတော့ကွာเออเสพกว่าหนูบีกอมาลีเนี่ยเมียวเปลี่ยนใจไม่รู้ๆโอ้ใจกูใจตาถ้าบ่รอดาเนี่ย နီတော့မောင်းချက်တင်ရေကောင်းမောင်းချောင်မင်းနဲ့ခွာပြေးသွားရောကွာဒါနဲ့ပြီးရောမဟုတ်လားအော်မလီဒါမြနိုင်ဖို့တော့မလိုအောင်ခု10မိနစ်နဲ့30စက္ကန့်နဲ့ပဲပြီးအိတ်ကြဆုပ်ပြီးပါပြီကဲကျွန်တော်တစ်ဖက်သူလဲ့ယူဆောင်းချုံလိုက်ပါလေသို့တော့ဗဒမြန်ဝန်ထင်ရင်ကျွန်တော်လက်ကိုဆွဲလဲ့ယူအလခွေးဘယ်ဟောင်းရအောင်မလဲကွာဖြစ်ရပြည့်ရတဲ့အကြောင်းအရာတွေအများကြီးရှိသေးတယ်မင်းတို့ဝိထုကောင်းကောင်းတပုတ်ရမှာဆက်ရနားထောင်ဒီဝိထုထောင်စုရရင်ငါ့ကိုတဝက်ပေးနော် နိုဘီចောင်းသုံးဆောင်ဖြစ်ရင်ကိုဆိုပြီးတကာလခွေးမာသားကြီးသည်အောက်ပါတိုင်းကျွန်တော်ကိုအာမနာပါမနာဖောက်တယ်ချပါ၍ကျွန်တော်လည်းစာဖတ်သူများကိုပြန်ပြီးနှင်းစေရပါသည်ဒီလိုကခင်သိန်းတီတို့သားမိနဲ့ငါတော်ထမင်းစားပွဲမှာမိတ်ဆွေဖြစ်ပြီးသူတို့ရင်လာပြုတ်လဲဖို့ဖိတ်မင်္ဂရာပြုတ်သွားတာကိုငါနောက်တစ်နေ့ရစပြီးသွားတာပဲတပတ်ကိုအနည်းဆုံး၃ငါလောက်သွားတယ်အဲ့ဒီအချိန်မှာငါကငါတော်ဆက်ရိတ်ခိုးလုံနေရတဲ့အခါဆိုတော့ ငါမှအဝိဆာဆိုတာကစက်မှတ်ကိုကွန်းစတိုင်ကိုဖြူးလို့အဲ့ဒီတော့မင်းငါ့ကိုမြင်ရရင်မှတ်တော်မှတ်မိခြင်းမှမှတ်မိမယ်ငါထင်တယ်ဟေးခင်သိန်းဒီတို့ရက်ွက်ထဲကလူတွေကဖြင့်တဲဖြောင်းနဲ့လူကြောတယောက်တို့ရက်ထဲမကြခဏလာနေတာတိတ်ကြီးကောင်းတာပဲအင်္ဂနာဟိုအင်းကကောင်းမလေးတော့လက်ထက်တော့မှာပဲဒီလူနဲ့ဆိုရင်တော့ကောင်းမလေးကံကောင်းတာပဲနေနဲ့လားရွှေနဲ့မြလို့တို့တို့ချင်းချင်းတရင်လွင်နေကြလိမ့်မယ်ဆိုတာငါအတက်ပြောရေးတယ်ဒါနဲ့ သူတို့နိုင်ငံနဲ့ပုံမူရင်းနှီးလာလို့သတင်းသုံးပတ်လောက်ကြားတဲ့အခါမှာခင်သိန်းထီမင်းကငါ့ကိုမင်္ဂလာဆောင်ဖိတ်စာတစ်ခုပေးတယ်ကွသရိုးသားသူတို့တဝဲကပဲမိုင်းတထေသားသရိုးသမီးကတော့မင်းတို့စာရေးဆရာတွေပို့တိမှာပေါ့ကွာဝင်းကြီးဥပောင်ချွန်သမီးကလောင်ချင်းမလာထုံးကြီးဝင့်မုံနဲ့သာတင်းပြန်ကြံကျူးမှုိတ်ကျူးကျူးအေးအေးသူ့နာမည်မဆုံးသေးဘူးကွငါ့ကိုမမတ်မိလို့စာပေနဲ့မှသူ့နာမည်ကြီးမကြီးတော့မသိဘူးရှေတော့တော်တော်ရှေတာပဲ နာနေအဲ့ဒီမင်္ဂလာဆောင်ဖိတ်စာပြီးပြီးခင်သိန်းထီမေကငါ့ကိုမောင်ပရမယဝင်းထိန်တဲ့ဟာခမညာအမင်းရှိပါခမညာငါအဲ့ဒီတော့ကဘလောက်စကားပြောဆိုရင်ကြီးတိမ်မွေ့တယ်လဲဆိုမင်းကြီးသူတို့အထက်တန်းလွှာအကြိုက်300လောက်ကိုသူ့မင်းကြီးကဒီဖိတ်စာပြီးတာမင်းကိုမင်္ဂလာဆောင်လာစီဖို့ဒါမဟုတ်ဘူးတရူသားဘက်ကလူပြိုရန်အဖြစ်ပါလိုက်ပါဘူးကွဟုတ်ကဲ့ခမညာကျွန်တော်ဝမ်းသာအားရကြီးကြီးအမိန့်တိုင်းလိုက်နာပါမယ်ခမညာ ဟောဒီမင်းသမားကတော့သူတို့သမီးဘက်ကအပြိုရန်လောက်ရမကွယ်ဒီမင်္ဂလာဆောင်ဆိုရင်သူတို့ဖေဖေနဲ့ဒဝေကပြန်လာပါလိမ့်မယ်ကဲတငယ်ချင်းဘာတဘောနဲ့ဘာတိတ်ပဲစောင်းမလဲဆိုတာမင်းစဉ်းစားကြည့်တော့အဲ့ဒီအချိန်မှာသူတို့သားမီးနဲ့ငါနဲ့တလောက်ရင်းနှီးနေပြီမဲ့လို့ဒဝေမိုင်းလောက်မှာသွားနေတဲ့ငါရောက်ခမလုံးကငါ့ကိုတခါမှမြင်မှုသေးတာမဟုတ်ဘူးကွဒါကြောင့်ဒီမင်္ဂလာပွဲမှာအဖေကြီးကခေါင်းရင်းပိုင်းမှာထိုင်းလို့ငါကသရိုးသားလောင်းနဲ့သရိုးသမီးလောင်းကသရိုးသားနဲ့ သရုံးသမီးနဘေးကလူပြိုရန်အပြိုရန်ဖြစ်နေထိုင်းလို့ရောက်ခမလောင်းကြီးကိုအင်တာဗျူးပေးရမယ်ပေါ့ကွာခင်သိန်းထီတို့အဖေကြီးစိတ်ကြိုက်ငါသိတာလဲသူ့သမက်ကကျမကြီးနဲ့ညီညွတ်ပြီးကိုလုံးကိုပေါက်တောင်းတောင်းဖြောက်ဖြောက်ရှိရမယ်ယိုးကောင်းဆွေကောင်းနေရဖြစ်ပြီးယိုးယိုးသားသားရှိရမယ်ကဲဒီတော့ငါကျမကြီးနဲ့ငါကိုလုံးကိုပေါက်ကအန်ကိုက်ယိုးကောင်းဆွေကောင်းဆိုတာကလည်းနာမည်ကျော်ဂုံတီးရရှိမင်းပေါက်စိုးပေါက်စာရင်းဆရာမမုတ်ပွန်တင်တင်ကြီးတူကွာ လိုပြီးငါစိတ်တဘောဘလောက်ရိုးသားသလဲဆိုတာလဲမင်းအတီဆုံးဒီတော့တရားမင်းဖြတ်တော့ပြက်စရာမရှိတော့ဘူးမဟုတ်လားအင်းဟိုကကြီးလေးရေအိုဝါကြီးလေးရေအဲ့ဒီနေသူတို့အိမ်ကအပြင်လမ်းမှာငါစိတ်ထဲရေရွတ်ခဲ့တယ်ငါမျက်စိထဲမှာလဲခင်သိန်းထီကသူတို့သမီးနောင်နာကရှင်းမြန်မာဆန်းဆန်းဘီးစပတ်ကြီးကြွကြွထိုင်မသိန်းအင်းကြီးဝှက်ပြီးအပြူရန်ဖြစ်နေထိုင်းလို့ငါလဲခေါင်းပေါင်းစာကြီးကားကားနဲ့သရိုးသားနာလူပြူရန်ဖြစ်နေထိုင်းလို့ ဟေးပိုးစွေမင်းတို့ခုတတိထောင်းကငါဟာကောင်းပေါင်းနေဆိုရင်အင်မတန်ကြည်ကောင်းတယ်ခင်သိန်းထီလေးမင်းကိုယ်တိုင်ကိုအဲခံပွဲတစ်ခုမှတွေ့တော့ငါ့ကိုချီးမွမ်းတာကွနုပြီးသူ့ယောက်ျားငါ့ကိုယောက်ခတိလောင်းကြီးပေါ့ကွာသူ့ဆိုရင်လဲအင်မတန်ကောင်းပေါင်းနေကြည်ကောင်းပြီးကောင်းပေါင်းမြင်လို့တည်းတဝဲပြီမဲ့မြမကောင်းပေါင်းကြိုက်တယ်ပေါ့ကွာဒီတော့သူ့လိုပဲကောင်းပေါင်းနေကြည်ကောင်းနေတဲ့ငါ့ကိုလဲသမတ်တော်ဖို့သဘောကျမှာပဲလို့ငါယုံကြည်တာ အဲ့ဒီလိုစိတ်ကူးရင်ကြီးနဲ့ပြန်လာခဲ့လို့အိမ်လဲပြန်ရောက်ဝေရောဟေးငါတော်တင်နာမကြီးကအဲကန်းထဲမှာငါမျက်နှာမြင်မြင်ချင်းလက်နှစ်ဖက်ခါထောက်တက်ပြီးမျက်နှာပေါက်ဆိုးဆိုးကြီးနဲ့အော်မင်းပြန်လာပါလားတဲ့ငါကသူဘာပေါက်ဆိုးမှုတ်မလဲဆိုတာမြင်ုံလင်းအတန်ခက်ပြောပြောနဲ့ဟုတ်ကဲ့အန်ဒီဆိုတော့ကဲဒါဖြင့်အခုပြန်ထွက်သွားလိုက်တော့နောက်လေဘယ်တော့မှပြန်မလာနဲ့တော့တဲ့ငါ့ကိုအိမ်ကမောင်းထုတ်တာပဲဆိုတာငါချင်းချင်းရိတ်မိတာပဲ ဒီလိုခါမှာသူ့ကိုဘလို့မှပြန်လည်ထုကြည်ချော့မော်မရဘူးဆိုတာငါသိတယ်။ငါဘယ်ပြည့်ချက်ကြောင့်လဲဆိုတာသာငါစဉ်းစားရတော့တယ်။ဒါလေးကြာကြာမစဉ်းစားရပါဘူး။ငါငါပဲချက်ချင်းသိတယ်။မရှိချော်ကြီး။သူ့စပွဲတွေနာကြီးငါယူသွားပြီးရောင်းစားပလိုက်တာတိသွားတာကိုကွ။ဘိုးစွေ။ဒါမင်းငါ့ကိုအဆိုးမဆုံးနဲ့ကွ။ကြည့်လေငါသူ့ဝင်မှနေရတဲ့အခါမှာထမင်းကျွေးတယ်အဝတ်ပေးတယ်။ဒါပေမဲ့အပူသုံးပုံပတ်ဆံများများမပေးဘူးကွ။လူကြီးနိုင်တောင်းလို့မရဘူး။ ဒါနဲ့ငါအစွမ်းစားရှိသမျှကြံရတော့တာပဲအဲ့ဒီအခါမှာဆိုရင်လည်းမင်းစဉ်းစားကြည့်ခင်သိန်းထီလေးကိုသွားခေါ်နေတဲ့အခါမှာခကြီးစရိတ်လိုတော့ကွာကောက်မလိဖို့ဟိုရင်းဒီရင်းကလေးကောကြီးလက်ဆောင်ပေးဖို့လိုတော့ကွာဒီတော့မင်းစဉ်းစားကြည့်တော့ငါမလုပ်လို့ဖြစ်မလားကွာနှိုးပြီးကွာသူ့ဇပွဲနေနိုင်ဆိုတာကလည်းပိုးနေတာပါကွာသူ့ချိန်တိချင်းသူ့မှာလက်ပနာကြီးရှိတယ်အိမ်ဦးကဲမှာတိုင်ကတ်နာကြီးရှိသေးတယ်ဒါကြီးလေငါနောက်တစ်ချီကြိတ်ရတော့မလို့ကွာဟွန်း အခုတော့ဒီဇပွဲနေနာရီကလေးနဲ့ပဲသူကသီးမခံနိုင်ဖြစ်ပြီးအိမ်ကမောင်းထုတ်တာကွအီချင်းနေမှာသူ့ကိုငါဘလို့မှတောင်းမှန်ချောမော့လို့မရမှန်းလဲအတက်သီးတော့ငါလည်းမာနနဲ့ပဲချက်ချင်းပဲသူ့ဝင်ငါစင်းနေတာပေါ့ကဲအဝိဒ္ဓတာဆွဲပြီးစင်းလာတာတော့ဟုတ်ပါပြီပဲသွားပြီဘလို့နေမလဲတဲ့ငါကောင်းနေဒီ question ပေါ်လာတယ်ကွဒီချိန်မှာခင်သိန်းထီလေးလဲကိုရင်းငင်နေတဲ့အခါဖြစ်လေတော့ အတော်ကနေထုတ်ချင်းခံရလို့သူများရင်ကပ်ပြီးကလေးကချင်းနေရတယ်ဆိုတာသိသွားရင်ဘယ်ကောင်းမလဲကွဝိုင်းရန်စီရေတော့နေရမလားငါစဉ်းစားတယ်မဖြစ်ဘူးဝိုင်းရန်စီမှာနေရအသင့်ရှိနေမှရှိမှာရှိတော့မှပဲတလားတော့ကြီးလုံးကနေပေးထားလိုက်ရမှာငါမှငွေပြည့်စုံတလောက်မရှိဘူးအဲ့ဒီချင်းအိတ်ထဲမှာရှိတာက၃ချက်ရင်ဒါဖြစ်ရင်ကဲဘယ်နဲ့လုံးမလဲကံအားရောသွားပဲကွအရင်တော့ပါလီမန်ဖွင့်တော့ငါတငယ်ချင်းတော်မတ်တယောက်နေသွားတာစပယ်လန်းက စတိတ်ဟိုတယ်သွားပြီးသတိရတယ်ကွလူတယောက်ကိုအခန်းခါတနေ့မှတစ်ဆယ်အခွန်တော်ကတစ်ချက်ဆက်တစ်ချက်အစားတော့ကိုယ့်အကိုတတ်တမ်းမဆာမဆန်ချင်ချင်းမပေးချင်သေးရင်ဘီလက်မှတ်ထိုးပြီးစူထားနောက်မှရှင်းအခုလငင်းကအခန်းအတွက်3ရက်33ချက်ပဲလိုတယ်အေးအပေါ်တက်နေပြီးပြီဆိုရင်3ရက်ကျော်လဲနောက်ဆက်နေဦးမယ်နောက်မှအခန်းအတွက်ရောအစားအတွက်မှာတခါတည်းရှင်းမယ်ပြောနောက်ကြတော့မှကိုယ့်အကိုငွေရှာပေးနိုင်လဲပေးမပေးနိုင်တော့လဲလဲသလိုကြည့်လေโอเคကဲ okay. အခုအိတ်ထဲငွေ3ချက်ရှိတယ်ကွာ340ဘယ်လိုရအောင်လုပ်ပါရပြီနီးဖိုးဆိုရင်လေဒီနေရာမျိုးမှာတော်ယုံတန်ယုံကောင်မျိုးဆိုရင်ဘာမှမလုပ်တတ်မကင်တတ်မကြံတတ်မစီတတ်နဲ့ချာချာလဲသွားမှာပေါ့ငါကတော့ယုတ်ရည်ချက်ချင်းအကြံရတာနဲ့နိုင်ငံသားယုံလို့ဖိုးခမောင်လက်ကြီးစီအမြန်လစ်တာပဲဟေးရောက်တယ်ဆိုရင်ပဲကိုလားဟာဘာတော့ကဖိုးဝင်ထင်ကြီးကထိုင်กว่าဟာမင်းမတွေ့ရတာကြာပြီအခုတွေ့ရတာဝမ်းမသာဘူးလားဗျကြံကြတော့ထိုင်မနေရဘူးဗျ နောက်မှာပဲအေးအေးဆေးဆေးလာခဲ့ဦးမယ်အခုအရေးကြီးတဲ့ကိစ္စတစ်ခုရှိလို့ငွေ90လောက်ခဏပေးလိုက်စမ်းပါဒီနေရာမျိုးမှာတော့တို့ဖိုးခမောက်လက်ကဖျားလောင်းกว่าမင်းဒီတဲ့အတိုင်းပဲဘဇက်ကစေးပြင်းလိုက်တော့မချွတ်ဘူးမောင်မင်းကြီးသားကျေစုကြည့်ပါပြီတခါလဲဆယ်တန်၅ချက်ထုတ်ပေးလိုက်တာပဲဟေးငါလဲသူ့နှုတ်ဆက်ဆင်းလာပြီလမ်းကျမှာကိုကိုကိုမကြည်မနဲ့ဖြစ်မိတယ်ဟေး90မဟုတ်ဘဲတရာတောင်းလိုက်ရအကောင်းသားလို့ နောက်ဆိုရင်တော့ဖိုးခမောင်လက်ကိုတရားအောက်တောင်းလို့တော့မဖြစ်ဘူးလို့ဆုံးဖြတ်ချက်ချခဲ့တာဒါနဲ့ငါလည်းတခါတည်းစတိတ်ဟိုတယ်သွားမူကုံမျိုးကဗရမယကုံတည်းဤဥဗရမယဝင်းထိန်ဖြစ်နေအခန်းတစ်ခန်းယူသုံးရက်တော့ပေးထားလိုက်တယ်ဘယ်ဒီကိုအိုကေသွားတာပဲမနီဂျာကအသားညူညူတုတ်တုတ်ဝဲဝဲနဲ့သဘောအင်မတန်ကောင်းတယ်ငါပြောတယ်ကျွန်တော်အခုသုံးရက်တော့အနည်းဆုံးနေရမှာပဲဗျနောက်ဒီရန်ကုန်ကကိစ္စကလေးတွေမျှော်လင့်တယ်လို့မပြီးမြောက်ရင်ဖြစ်တလားလောက်တော့ကြာချင်းကြာလောက်မယ် အာသဘောရှိနေပါခင်ဗျာသဘောရှိနေပါ အလိုရှိတာသာမိန်တော်မူပါလို့လေးနေမရှိအောင်ဆောင်ရွက်ပေးပါမယ်ကျေးဇူးပါပဲခင်ဗျာမလိုပါဘူးခင်ဗျာကျွန်တော်တို့ကသာဒီလိုကိုယ်ပမာချင်းအားပေးတဲ့ခေါ်တာကိုကျေးဇူးတင်ရပါတယ်တဲ့ရန်ကုန်မှာကဒီလိုတဲကိုကန်ဟိုတယ်ဆိုတာကဒီပြင်ဟာတွေကလူမျိုးချားနဲ့ကြပြားတွေကြီးကိုကွဒီဟိုတယ်ကဗမာပိုင်ဆိုတော့အင်္ဂလိပ်စာတရုတ်စာသမားကဗမာထမင်းဟင်းလဲရတယ်ကွငါဖြင့်စားကျင်တော့ချင်းအောက်မစင်းဘူးအပေါ်မကြီးမာမာစားပြီး ပွိုင်းကိုတစ်ပေးပြီးတော့မဲ့လက်မှတ်ကြီးထိုးထိုးလွှတ်တာပဲမှတ်ကြရောနောက်မှာဘာဖြစ်ဖြစ်တီတို့မှာငါကခင်သိန်းထီလေးတို့အိမ်ကိုအသွားမပြတ်ဘူးအမေအသားယူပြီးတော့ပြောထားသေးကျွန်တော်အခုအိမ်မှာမနေဘူးစတိတ်ဟိုထဲမှာသွားနေတာဘာကြောင့်လဲဆိုရင်နေကကျွန်တော်တငယ်ချင်းတွေရောက်ရောက်လာတာအိမ်မှာတဲရပါဆိုတာဒီကောင်ကပြီးလက်ပြန်အင်မတန်ဘိုးဆန်နဲ့ကောင်ဟိုတယ်မှာနေခြင်းနဲ့ဆိုလို့ကျွန်တော်ရောသူရောအဲ့ဒီ state ဟိုတယ်မှာသွားနေကြတာဘလောက်ကြာမယ်မသိသေးဘူး ဒီကောင်မပြန်မချင်းတော့နေရမှာပဲဒီရင်တွင်ကျွန်တော်စီယုတ်လျက်ကိစ္စများရှိရင်ဖြင့်စတိတ်ဟိုတယ်အခန်းနံပါတ်7ကိုမေးလာခဲ့ပါအဲ့ဒီလိုမှားခဲ့တဲ့ကျေးဇူးပဲဟေးတနေခင်းမှာသူတို့ရင်ကအစည်းကံခင်သိန်းထီလေးစီကစားရတောင်ယူလာတယ်ကွဇာဘလို့လဲဆိုရင်ကိုဝင်းတပတ်ခါမင်္ဂလာဆောင်တော့မိမနီနဲ့အိုးနှုတ်ပြီးလူပြုံရန်လောက်ရမယ်ဆိုရလေသတိရပါခေါင်းပေါင်းနဲ့တိုက်ပုံအင်ကြီးနဲ့ကြကြနာနာလာခဲ့ပါတဲ့အမလေး ငါဒီစာလေးနမ်းနမ်းပြီဘလောက်ဝမ်းသာတယ်လဲမင်းစဉ်းစားကြည့်တော့ကောင်းမလေးကငါ့ကိုဘလောက်ဂရုစိုက်နေတယ်လဲသူကအပြူရန်ငါကလူပြူရန်လှုပ်ပြီးမနီမြွေထိုင်ကြရမယ်အဲ့ဒီအချိန်ကမှသူဖားသားကြီးကတမလောင်းအင်တာဗျူးကိုကြည့်မယ်ငါချင်းချင်းခါခါဒီစာလေးကိုထက်ထက်ဖတ်ဟာ85ကလောက်လဲဖတ်မီရောဟေးငါရုပ်ရည်ရဲ့တရိယာပြီးမျိုးလုံးပြူတော့တာပဲကွာဘာကြောင့်လဲဆိုရင်ငါတော့အရင်ကစင်းလာခဲ့တုန်းကအဝတ်တက်တာဆွဲခဲ့ပြီးမြဲ ဘီယူထဲမှာထားတယ်ကောင်းပေါင်းမိတ်လာခဲ့တယ်ကွအေးမဖြစ်ချေကဘူးအခုမှပဲသွားမှအတော်နဲ့တွေ့နေလဲရှင့်မြန်နာနောက်ထပ်ပြီးကြောက်အားနဲ့အတင်းဝင်ယူရမှာပဲသူ့အိမ်မရှိခိုင်ဖြစ်ရင်တော့ဒီပြင်ပစ္စည်းတစ်ခုခုတောင်လင့်လစ်တယ်လို့အုပ်ရအောင်မှာပဲအစင်းသိမ့်မှာပဲကျေးဇူးရှင်ကမြင်းဒီမကြီးကမရှိရှားပြီဘူးဇာကြီးဆရာရမုံနာဝါခါနွေကျော်အုပ်ဝဲမယ်လို့နဲ့သူ့စားလုံးမင်းအသိအစည်းဝေးလိုက်သွားတယ်ဒါပေမဲ့လည်းဘီယိုဖွင့်ကြည့်တော့ငါကောင်းပေါ်မှမရှိတော့ဘူး ငါတက်တီလို့ငါ့ကိုမျက်ချီမပြည့်လိုက်ကြည့်နေတဲ့အိမ်ရဇေကမာကြီးမေးကြည့်တော့ဟိုနေ့ကဧည့်သည်တယောက်နဲ့မင်းเจ้าစကားဆက်ပြီလို့ပြောကြရင်ပလောကဘလို့ဖြစ်တယ်မပြောရဘူးမင်းတော်ကအဲ့ဒီကောင်းပေါင်းထုတ်ပြီးဖနောင်းနဲ့ပေါက်ပြစ်သကွယ်တဲ့ဒီနေရာမှာငါတော်ပြီမဲ့ငါစိတ်ထဲကခက်ရုပ်ရုပ်ကလေးဆဲရည်ပြီးလေးခရတော့တယ်ကွငါဒီကောင်းပေါင်းပြဿနာဘက်နဲ့လှုပ်ပါဦးမြင်နီးရက်ကလည်းတပတ်ခါတော်ယုံတော်ယုံလူဆိုရင်ဒီကိစ္စမျိုးမှာဘာမှမလုပ်တတ်မကင်တတ်မကြံတတ်မစီတတ်နဲ့ အုံနောက်ပါခြားခြားလဲသွားမှာဒါပေမဲ့ငါဆိုတဲ့အကောင်ကတော့မင်းသိတဲ့အတိုင်းပဲချက်ဆိုနှကွက်ကမိတော့တဲ့အကောင်ကလားကွချက်ချင်းပဲကြံရပြီတို့ကိုကိုခမောင်လက်ကြီးစီသွားတော့တာပဲသူ့စီမှာအနေဆုံးငွေတရာချီးမယ်ချီးပြီးအကောင်ဆုံးမောင်းကျက်တရေကောင်းမောင်းတစ်ခုဝင်းမယ်ပူတာကိုသုံးမယ်အဲ့ဒီအချိန်ငါ့အိမ်ထဲရှိတာကငွေ9ကျက်နဲ့ပြား30ရေဒါပေမဲ့ငါဆိုတဲ့အကောင်ကဘလောက်အမျိုးမြင်ရှိတယ်လဲမင်းကြီးတက်စီကို9ကျက်ပေးစီးလိုက်တယ်ဘာကြောင့်လဲမင်းသိလား အရှင်ရညနေ၄နာရီရုံးစင်းမှုနီးနေပြီကဒီလိုကားနေသွားမှကိုခင်မောင်လက်ကိုယုံမှတွေ့ရမှာဒါတော့မှပဲဆရာသူ့ယုံရောက်တော့၄နာရီခွဲနေလို့ငါအသေးနဲ့တထိတ်ထိတ်ငနေရှိပါရှိပါဦးမလားလို့ဟာတော်ပြီမဲ့ဖိုးဆိုရင်တို့ကိုခင်မောင်လက်ကိုလူကိုချီးမွမ်းရမယ်ကွအခုခေတ်တီးရပြန်ချီတို့တို့သူတမရာသာတို့လဝဲပြန်ချီတို့လက်ရပြန်ချီတို့ကြားနေကြားနေရေးပြန်ချီတို့ဘာတို့ညာတို့ဆိုတဲ့ဘွဲတွေရတာသူ့လိုလူမျိုးကွဘာကြောင့်လဲဆိုအခု၄နာရီခွဲယုံချင်းလုံးနေပြီ ဒါတော့တို့ခမောင်လက်ကြီးကအလုတ်လုတ်တော့ကွာဒါနဲ့ငါသူ့ခန်းထဲဝင်သွားတော့မင်းသူ့နောင်နာဘီယိုပေါ်မှာကောင်းပေါင်းနေပါနေတယ်ဟိဘာကြောင့်လဲဆိုရင်ခုခေတ်ကအရာရှိတွေကောင်းပေါင်းပေါင်းရမယ်လို့ဆိုရကအမိန်ထုတ်ထားတာကိုကွာဒါကြောင့်သူတို့တွေကကောင်းပေါင်းဝင်ပြီးရုံးမှထားကြရတယ်အဲ့ဒါရုံးတတ်တဲ့အခါမှာကောင်းပေါင်းကိုထုတ်ပြီးအနီးနားမှာချထားရုံးစင်းတဲ့အခါကျတော့ကောင်းပေါင်းဘီယိုနဲ့ပြန်သိမ့်ထားခဲ့အဲ့ဒီလိုလုံနေရတာကိုကွာကောင်းပေါင်းမှာတနေ့တစ်ခါဘီယိုနဲ့ဝင်လိုက်ထွက်လိုက်လုံရတယ် ကိုခမောင်လက်ကြီးကငါ့ကိုမြင်နေဆိုရင်မဲမျက်မှန်ပေါ်မျက်စိမော်ရှုတဲ့တန်ဖြူစရာကြီးမျိုးနဲ့ကြည့်ပြီအားကောင်းကြီးလာပြန်မလားဘာကိစ္စငါကတော့တဲပြီးအချိန်ဖြုံးတတ်တဲ့ကောင်မျိုးမဟုတ်ပါဘူးမဆိုင်ခဏပဲဟာကိုလက်ငွေတရားလောက်လုတ်ပါဦးယာသူကရုပ်ရည်ခေါင်းပေါ်ပြီဘာငွေတရားလောက်ချီးပါလို့တရားသူကဥကောင်းလှုပ်ပြီးပြန်မေးလေတော့ငါစီတဲ့ရုပ်ရည်ငါပြောတာတော့နဲတော့ပဲဆိုပြီးအ мян ပြန်ပြင်လိုက်ရတယ်နေရပြောတာပါကိုလက် ဖနဲ့နောက်3-4ရက်လောက်ကပဲ50ပေးလိုက်ရတယ်။ဟာကိုလက်နေကိုခင်ငွေတွေကဘာမှသုံးခံတာမဟုတ်ဘူးညဂျပန်စက်ကူနဲ့ဘာမှမထူးဘူး။ဒါကြောင့်ရက်ကြကြသုံးအောင်လို့ခုတကြီးတော့200လုံးကလေးချီတာဗျ။ဘာကြောင့်လဲဆိုကျွန်တော်ကကိုလက်စီလာပြီးအလီလီလာလာဒုက္ခပေးမနေချင်ဘူး။နေပါဦးကမင်းဘာကြောင့်ငွေတလောက်လိုနေရတာတော့ဒီတော့ငါကငါတော်ရင်ကထွက်ခဲ့ရပြီးနေရထိုင်ရပုံလေးကိုပြောပြရတယ်ကွ။ဒါတော့ तू ကငွေပေးဖို့စိတ်မကူသေးပဲ။ ဒီလိုဆိုရင်တော့မင်းအလုပ်တစ်ခုခုလုပ်ဖို့အကောင်းပြီငါကသူစကားလည်းရိုးညီထွေသွားပဲဟုတ်ပါတယ်ဗျအခုငွေနေရာတော့ပေးလိုက်ပါငါအလုပ်အမြန်ဆုံးရအောင်ရှာပေးမယ်လေကျေးဇူးပါပဲအခုငွေနေရာတော့ပေးလိုက်ပါငွေနေရာနဲသလားကွကဲဒါဖြင့်ဒါလုံးလုံးလေငါကယုတ်ရည်အကြံရတာနဲ့ကိုလက်ကိုလက်ဖို့ဒီငွေနေရာခဲရင်နေအခုကိုလက်ကင်နေရတဲ့အစိုးရငွေတွေကပေးလိုက်ပြီးနောက်ခုနေဒီနေထွေထွေသုံးစီထဲထည့်လိုက်တော့ဗျာ တားတောင်ငနေမျိုးကနားမလဲဘူးကွအလုတ်ပင်ပင်မမန်း over time နေပါလိလုတ်ပြီးတလောက်မှပြည်သူငွေဖြစ်တဲ့အစိုးရဘန်နာကိုဘုံရမှမသိတဲ့ငနေမျိုးပတ်တလုံးကြီးွားမှမဟုတ်ဘူးသူ့မှာလုတ်တွေများတယ်ဆိုပြီးငါ့ကိုမောင်းထုတ်တယ်ကွငါလည်းနှစ်ရားနေပြီးသူ့ကိုတတ်ညာတော့အဖြစ်အစိတ်စီအစိတ်စီလီလီလျှော့ပြီးတောင်းတာတော့တပြားမှမပေးလိုက်ဘူးကွနောက်ဆုံးတော့ငါလေကျွဲပါဆောင်นี่သူ့နားချမရတာနဲ့ဘယ်လက်လွန်ခံနိုင်မတော့။သူကငါမောင်းထုတ်ပြီးအလုတ်ကုန်းလုံးနေတော့သူ့နောင်နာမယောင်မလဲနဲ့ထားသွားပြီးတော့ သူ့ကောင်းပေါင်းလစ်လာခဲ့တာပေါ့ကွာဟိုတယ်ခန်းထဲလေရောက်တခါတည်းဘီယိုနဲ့ထည့်ပြီးတော့ပိတ်ထားပလိုက်တာပါပူစရာရှိတော့မတော့မင်္ဂလာဆောင်မှာလူပြုံရန်လှုပ်ဖို့အတောင်လက်စုံပြီပဲကွဘာကဲနဲ့နောက်နေမနဲ့ငနဲ့ငါစီပေါက်လာကြရောဟေးငါတော့အင်ဂျင်ရရပဲဟာကိုလက်ဆော့ဆော့စီစီအေးကွဘာကိစားလဲငွေပေးမလို့လားမင်းငွေပေးမလို့မဟုတ်ဘူးကွငါကောင်းပေါင်းပြောက်လို့ငါအန်အသင်ဟန်ပြုတ်ပြီးတော့ ။အိုးဘယ်မှာပြုတ်တာရော။ငါယုံကနေမှာကွာမင်းများယူသွားသလားလို့ကွာကွာ။ကြံကြံဖန်ဖန်များကျွန်တော်ကခေါင်းပေါင်းဘာလို့ဖို့တော့။ငါဒါမျိုးဒီလိုတစ်ခါမှမကြုံဘူးကွာ။ဒါဖြင့်လည်းပထမအကြိမ်ပေါ့။နောက်တတိထားဖို့သင်ခန်းစာရတာပေါ့ဗျာ။တနည်းအားဖြင့်อืมကောင်းတယ်ကောင်းတယ်။ကဲဒီကောင်းမှုသိက္ခာထားပါတော့ကွာ။ငါမင်းစီလိုင်းကမင်းဘုံကအလုပ်ရပြီလို့ပြောပြီးပြီကွာ။ အတွင်းဝင်ကိုအောင်ကျော်သာဆန့်စီမှညာကလပ်မှာစကားဆက်မိလို့အဆင်သင့်ပဲကွသူ့မှာ secretary တယောက်လိုချင်တာနဲ့သူ့လုံမှာစာတွေဘာတွေမှတ်ပုံတင်ပြီးအောင်ဆိုတော့လက်ရည်တို့လက်နေဆက်တက်ဖို့လိုမယ်မဟုတ်ပါဘူးကွမင်းလေဒါတွေတက်လိုက်မယ်လို့ငါမထင်ဘူးဟွန်းကျွန်တော်တက်မတက်မသိဘူးကျွန်တော်တခါမှဒါမျိုးလှုပ်ဆန်းမကြည့်ဘူးဘူးအီလီမနေ့ပြန်ကမနေ့၈နိုင်လောက်သူ့အိမ်ကိုသွားရော့ဟောဒီမှာသူ့အိမ်လိုက်စားကက်လူကရခိုင်ကွာစကားပြောတာဝဲတဲဝဲတဲနဲ့သဘောတော့အာကြီးကောင်းတယ် မင်းလာလိုက်မယ်ဆိုတာတော့ငါပြောပြီးသားဆက်ဆက်သွားနော်သွားပါမယ်ဗျာဒါနဲ့ကိုလက်ငွေစိတ်တော့ပေးခဲ့သမှာဗျာအော်တင်ခတ်တဲ့ကောင်ယုတ်30ပဲပါတယ်ဟောဗျာနေလိုက်တော့ဟာတားပဲပါတော့ကွာမနေ့ရှင်းနိုင်သူ့ဝင်ရောက်သွားနော်စင်နိုင်မှအိမ်ရကထမနေနေဦးကွာကိုအောင်ကျော်သားစံကအင်မတန်ချင်းကိုလေးစားတယ်လူကွာအင်းသူ့ဟာသူ့ချင်းကိုလေးစားရုံမကလို့နေနေနာကြီးတွေထိုင်ထိုင်မဲရှစ်ခိုးနေနေငါတော့အဲ့ဒီလူစီသွားဖို့မကြီးဝဲပါဘူး ခုနကိုလက်နဲ့လိုင်လုံးကြီးတွေပြောရတာကသူ့စီကငွေကလေးရနိုင်သမျှရအောင်လို့ကနိုဘီမနှက်ဖြန်ဆိုရင်ကမင်္ဂလာဆောင်လူယူရန်လှုပ်ဖို့သွားရမယ်မဟုတ်လားကငါအကောင်မောင်လေးကအပြူရန်လေးဘလောက်များကြည်နူးစရာကောင်းလိမ့်မလဲလို့မင်းစဉ်းစားကြည့်စမ်းဒါပေမဲ့ဖိုးဆိုရင်လောကများအရသာရှိမဲ့ကိစ္စဆိုတည်ပြီးဖြူးဖြူးချောင်းပြောင်းမဖြစ်ချင်လိုက်တာကွာဖိုးခမောင်လည်းကောင်းတာရိုက်ခွဲပြစ်ချင်လိုက်တော့ချင်းနေကွာသူ့ကိုငါခင်လဲခင်ပါတယ်ကွာအဆအဆရရလဲချီးမွေးပါတယ် သူ့ပညာရောအလောက်ကန်ရောစိတ်သဘောကောင်းတာရောမိတ်ဆွေတငယ်ချင်းခင်တတ်တာရောအမေကန်ရက်ရောတာရောဒါပေမဲ့ကွာသူ့ငါမကြိုက်တာတခုဟာကွာသူ့ကောင်းဟာငါကောင်းထန်ငယ်နေတဲ့ဟာပဲကွာဘာကြောင့်လဲဆိုနောက်တနေ့မနက်ငါမင်္ဂလာဆောင်သွားဖို့ဝတ်စားပါဝတ်ပြီးသူ့ကောင်းပေါင်းစွတ်လိုက်တော့လာလာမဝင်ဘူးထိတ်ပေါ်တင်တော့တင်နေတယ်ကွာဒါပေမဲ့၆ပုတ်ကြာတော့တာကွာကောင်းပေါင်းနဲ့ကောင်းနဲ့မဝင်ရင်ဘယ်ကြည့်ကောင်းမလဲကွာနော် ါနဲ့ငါမရမနေကြိုးစားစွတ်တယ်ဟေးနောက်ဆုံးတော့ဝရိယကြိုးပဲကွဟောက်ခနဲ့ဝင်သွားတော့တယ်ငါအဲ့ဒီတော့မှစိတ်အေးသွားရတာကွဒါပေမဲ့မနှိမ့်လိုက်တာကွာလူဟုန်နာဒီနာလှုပ်လိုက်တော့ခေါင်းပေါင်းကဖက်ခနဲ့ကွာကြသွားလို့ပြန်စွန့်မှာပဲဆိုပြီးကောက်ယူလိုက်တော့လာလာလာနောက်ကထချမ်းကွဲသွားတာကိုကွငါလေအဲ့ဒီတော့မှချွေးသီးချွေးပေါက်ကြတော့တာပဲအချိန်ကလည်းသွားဖို့တောနေပြီဟိုရောက်၈နာရီခွဲချိန်ထားတာအခု၈နာရီကျော်ပြီ အဲ့ဒီတော့မှာပဲဟေးလူကံမြစမ်းကြင်ကျင်တော့အပြင်ကနေတောက်တောက်တောက်နဲ့တကားခေါန်တန်ကြလို့ခမင်းလို့ပြောလိုက်တော့စေထားတဲ့တကားကိုတွန်းဝင်လာတော့လူကြီးတယောက်အမေဝေကောင်းစားလာခေါင်းပေါင်းနဲ့ပါနဲ့အကြသူပါစကမောင်ဗရမြဝင်းထင်မဟုတ်လားဆိုတာကြားလိုက်ရကနေကအင်းသူဘယ်သူလဲဆိုတာငါသိပြီစကားပြောတာဝဲတာကိုကွအေကနာကိုခမောင်လက်ပြောသွားတဲ့အတွုံးဝင်ကိုထွန်းအောင်ကြောသာသံပဲသူကအချင်းကိုလေးစားတန်မိုးထားတဲ့လူဆိုတော့ ရှင်နာရီသူ့စီချိန်ထားတာငါမရောက်နိုင်တာနဲ့ငါစီလိုက်လာတာဖြစ်ရမယ်ကွသူ့အတွက် secretary လည်းအလွန်ပဲလိုချင်နေရတူရဲ့တောင်းမငါသူ့စီကလုံးမမလိုချင်တာငါအခုလိုချင်တာသူ့စီကကောင်းပေါင်းမယ်ဘာကြောင့်လဲဆိုကွာသူကောင်းပုံတရံကြည့်တာနဲ့တကယ်လို့အခုချိန်မှာငါကောင်းပေါင်းမရှိလို့ငါကြောက်ကြနေတာတကြမင်းကဗန်နုကပလာတင်းတာနဲ့ဝိဒေယုံခေါ်ပြီးဟေးတပည့်ကြီးမင်းလူရောင်ဆောင်ပြီးလူပြေကို ရန်ကုန်မြို့စပန်လန်စတိတ်ဟိုတယ်အခန်းနံပါတ်7ရမောင်ပရမယောင်းဝင်းထိန်ဆိုတဲ့ဘုံသမားရှင်စီကိုသူ့နဲ့တော်တဲ့ခေါင်းပေါင်းတလုံးရွက်ပြီးသွားပို့ကြည့်စမ်းဆိုရင်ဝိဒေဂျုံကရခိုင်ရောင်ဆောင်လာကအေကနာဒီလူကြီးပဲဖြစ်ရမယ်ကွာဒါနဲ့ငါသူ့ကိုခဏထိုင်မအောင်ညာဆိုပြီးကလာထိုင်ပြီးလို့သူ့ထိုင်တဲ့အခါမှာငါသူ့မျက်နှာကိုအင်မတန်ချီးမွမ်းတဲ့မူရနဲ့ကြည့်ပြီအမေဦးခေါင်းပေါင်းနဲ့ဦးနေရလှလိုက်တာဗျာဘာခေါင်းပေါင်းလေးဗျာမှခဏကြည့်အောင် မယုံမသိခမရဆိုတော့ तू อ่ะကြည်ကြည်ယူပဲချွတ်ပေးတယ်ပြီးမောင်းကျက်တည်းကွက်ကောင်းပေါင်းနေတယ်မှာတော့ဥကြိုက်ဆုံးပေါ့ကွာနံပါတ်ဘယ်လောက်လဲခမရဥရဲ့ကောင်းကအကြီးဆုံး23ကွက်ငါကောင်းပေါင်းနံပါတ်နဲ့တကြိုက်တည်းဖြစ်နေတော့ကိုငါလည်းတစ်ခါတည်းကောင်းပေါင်းယူပြီးလစ်တော့တာပဲကွက်ငနေရဟဲ့ပိုင်ငယ်ဘယ်နဲ့လဲဘယ်နဲ့လဲဆိုနောက်ကထလိုက်လာလို့ငါတကားဝမှာတွန်းထိုးပြစ်ခဲ့ရသေးတယ်ဟဲ့အောက်လေရောက် ငါစတိတ်ဟိုတယ်ရှိမှအမြဲတမ်းသိရှိနေတဲ့တက္ကစီစတန်းက jet taxi စီးပြီးတော့မင်္ဂလာဆောင်ရှိတာကိုအမြဲမောင်းခိုင်းလိုက်တယ်ဒီချိန်မှာငါခေါင်းပေါင်းနဲ့ပါနဲ့ကားပေါ်မှာစတိုင် ကိုဖြူနေတာပေါ့ကွာဒီခေါင်းပေါင်းယောင်နေငါအင်ကြီးပစိုးယောင်ကလည်းအလွန်ဟန်ကွာမင်းဒီချိန်ငါမြင်တော့မင်းငါ့ကိုဟာဒီကောင်တဲ့ချောတဲ့ခန့်လာပါလားလို့ချီးမွမ်းမှာအမှန်ပဲငါပြောရတယ်မင်္ဂလာဆောင်အင်ရှင်ရောက်တယ်ဆိုရင်မင်းငါစတိုင်ကြီးတစ်ခွဲသားနဲ့ဝင်းအမေဖိုးခမောင်လက်ကြီးပါလာနေတော့ကွာ ငါမြင်တော့သူကောင်းပေါင်းကြည့်လိုက်သေးတယ်ဘယ်ရမလဲသူကောင်းပေါင်းယုံနေတခြားစီပဲသူကငါ့ကိုဟေးမင်းလည်းလာသလားကွာတဲ့ဆိုရင်သူလက်ပနာယူကြည့်ပြီမင်းငါပြောတယ်ကိုထွန်းအောင်ကျော်သားစံအိမ်မသွားဘူးပေါ့အေးမသွားတာလေစင်သည်မင်းသူနဲ့ငါနဲ့ညာကလပ်မှာတွေ့လို့ပြောတယ်သူစီရလုံးကလက်နေဆက်နဲ့လက်ရည်တို့မတက်ရင်မဖြစ်လို့မင်းကိုမခံနိုင်ဘူးတဲ့ဟင်းဒါဖြင့်သူကကျွန်တော်မခံနိုင်ကြောင်းလာပြောတာပေါ့ဆိုရင်ငါမေပြုံးကလေးပြုံးလိုက်ပြီး ဒီလိုဆိုကျွန်တော်လုတ်ခဲ့တာဘာမှအပြစ်ဆိုစရာမရှိဘူးဒီနေရာမှာဖိုးကမောင်လက်ကနဝေတိန်တုံနဲ့မင်းဘာလုတ်ခဲ့လို့လဲငါကောင်းကလက်ညှိုးထိုးပြရင်ဒီမလီသူ့ကောင်းမောင်ဘုံမီပြေးလာခဲ့တာဖိုးကမောင်လက်အာအသိမ့်ပြီဘသူ့ကောင်းမောင်ခမရကိုထွန်းအောင်ကြောတာဆန်းဟာလေသူ့ဘုံဘုံအာအသိမ့်ပြီဟာဘယ်တော့ကလဲဟာဘယ်မှာလဲမင်းတိမ်မိုင်လုံးကြီးတဲ့ကောင်းမဲမိုင်လုံးမကထွားလုံးကြီးတဲ့ပဲဖိုးဖိုးခုနကပဲကျွန်တော်အခန်းထဲမှာ ငနေမျိုးကိုတွန့်ထိုးပစ်ခဲ့ပြီးဒီလစ်လာတာပဲဘိုးခမောင်လည်းမျိုးလုံးပြူပြီးဟာဘေးတော့ကဆယ်မိနစ်လောက်ပဲရှိဦးမယ်ဗျာဒီတော့ဘိုးခမောင်လည်းတပြင်းချပြီးဟင်းဒါဆိုရင်တော့ကိုထွန်းအောင်ကျော်သားစံမဟုတ်ဘူးကွာကိုထွန်းအောင်ကျော်သားစံကမနက်9နာရီလေးမြန်နဲ့ဟဲကိုလိုက်သွားပြီးကွာမင်းကိုအလုံးမခံနိုင်ကြောင်းပြောခိုင်းတာငါ့ကိုကွာရုပ်တရက်ဖြင့်ငါကောင်းအောင်ဝေသွားတယ်ကွာဒါပေမဲ့ခဏပါပဲပြန်ကြည့်တယ်မအောင်လဲဆိုတော့ ဘသူဖြစ်ဖြစ်ငါလူချင်းနဲ့ပြစီရပြီပြီးတာပဲမဟုတ်လားကွအခုပဲငါကောင်မလေးနဲ့လူပြိုရန်ဖြစ်ထိုင်ရတော့မယ်လေဒါကြောင့်ကိုခမောင်လက်ကိုတော့နှုတ်မဆက်တော့ပဲအိမ်နဲ့တန်းဝင်သွားလိုက်တာကွဟောငါ့ကိုမျောတော်ဆုံးနဲ့မောနေတဲ့ခင်သိန်းထီလေးနဲ့တွေ့တော့ဟင်ကိုဝင်းရှောက်လာပြီဖီဖီနဲ့တွေ့ခဲ့ရလားတဲ့ပွဲတိုင်းဝေကောင်းစားလာနဲ့အင်မတန်ကြက်တရေရှိနေတဲ့သူ့မျက်နှာကလေးရွှွှွှွှွှပပကြည့်ပြီးဟွန်းကိုဝင်းမှခင်ဖီဖီကိုမြင်ဘူးသေးတာတွေ့ရောဘယ်နဲ့လဲလို့သိမှလဲ โอ้ดาဖြင့်ဖိဖိနဲ့လွဲပြီပြေးမလွဲတာရောခုမနဲ့ဖဲကိုဝင်းဆိုးဆိုးရောက်အောင်လို့ကိုဝင်းနေတဲ့ဟိုတယ်ကိုဖိဖိကားနဲ့လွတ်ပြီးခေါ်ခိုင်းလိုက်တယ်လေအဲ့ဒီသူ့ရဲ့ကြီးလင်းအေးမြနေတဲ့အသံကလေးကြားရတော့ငါဝမ်းသာလိုက်တာလေဘာကြောင့်လဲဆိုသူ့ကလေးကငါ့ကိုဂယုစိုက်လာပါလားလို့နောက်မှငါချက်ချင်းတိရတယ်ငါခေါင်းပေါင်းလူခဲ့တာသူ့အဖေကြီးဖြစ်နေပါဘောလား ဒါပဲတငယ်ချင်းရခိုင်တန်ဝဲတာနဲ့တဝဲတန်ဝဲတာငါလွဲသွားတာကွတုံယုံတန်ယုံဆိုရင်ပြည်ရပြည်ရောင်ဖြစ်နိုင်ပါသေးရဲ့ကွာအခုတော့ငါကသူ့ကောင်းပေါင်းဘုံမြီတော့နောက်ကလိုက်ဆွဲတဲ့ဥဘိဘိန်ထီယူနောက်ကောက်ထိုးပြတဲ့ခဲသေးတာကွဖူးမဖြစ်နိုင်နဲ့တတ်ထူတွင်းကောင်းပေါင်းတစ်လုံးနဲ့လဲလဲရတာပဲကွာဟုတ်ကဲ့ပြီးပါပြီရှုမဝမဂဇင်း1955ဇန်နဝါရီလား